င်္ဂလာပါ The Great Godzilla ထရမဖြစ်ပါတယ်။တင်းတော်မနှက်ဖြံငွေကြီးကန်ချင်းကိုဖတ်ကြားပေးပါမယ်။မနှက်ဖြံမှာကျောင်းသားလူငယ်လူငယ်လူရလေးတွေအနေနဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်ရကိန်းရှိပါတယ်။အာငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေကပေါ့နော်ကိုစီကနေပြီးတော့ပတ်စံနေချီးတယ်တချို့ကြတော့လေခြေထားပြီးသားငွေတွေကို ပြန်မဆက်ဘူးเนาะ အလိန်ခံရတယ်အဲ့လိုပုံစံမျိုးတွေကြုံရတတ်တယ်နောက်တစ်ခုကိုမရှိတဲ့ငွေတောင်မှပေါ့နော်ကိုလက်ထဲမှာကိုမရှိတဲ့ပတ်စံတောင်မှကိုလက်ထဲမှာမြမြဆဆမရှိရတဲ့ကြားတဲ့ကိုသုံးဖို့ပေါ့နော်လုံလုံလောက်လောက်မရှိရတဲ့ကြားထဲမှာအဲ့လိုတငငချင်းပေါင်းတဲ့နေကလာပြီးတော့အတင်းဟောပေါ့နော်သူတို့ရဲ့အခက်ခဲတွေကုညီဖို့အတွက်ဇွတ်လာပြောတာမျိုးတွေကြုံရတတ်တယ် စိတ်ငြိအားတက်တယ်နော်အဲ့လိုကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ငြိအားတက်တယ်အဲ့တော့စီးပွားရေးလောက်ကနေတဲ့သူတွေလုပ်ငန်းလောက်ကနေတဲ့သူတွေဆိုလို့ရှိရင်လဲမနှက်ပြန်မှာပေါ့နော်ငွေချင်းနဲ့ပတ်သက်ပြီးတော့อืมอายุน้อยย่าอายุชุบย่าอะไรดิရှိมั้ยไปทาพี่ตาแชร์อะไร စာသဖြင့်လုပ်ငန်းဆိုင်ရာငွေကြေးတွေကိုရတဲ့နဲ့အမြတ်တွေကအကုန်မရပဲနဲ့နည်းနည်းပဲရတာမျိုးလေးတွေကြုံရတတ်တယ်။အာလုပ်ငန်းပိုင်းမှာလည်းအဲ့လိုပဲပေါ့နော်။ဂရိမတီတဲ့လူတွေနဲ့ကြုံရတတ်တယ်။မနှက်ပြမှာချိန်ဆထားတဲ့ကိစ္စတွေရှိမယ်။စာချုပ်စာတမ်းကိစ္စတွေပဲဖြစ်ဖြစ်ပေါ့နော်။ဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်ဆိုပြီးတော့ဂရိကပွေပြုတ်ထားတဲ့ကိစ္စတွေဟာ ွဲချော့တော့တယ်ပြီးတော့အဲ့လိုမျိုးပေါ့နော်စီစဉ်ထားတဲ့ကိစ္စတွေလွဲချော့ရတဲ့ကြားထဲမှာကိုကကိုကိစ္စအပြင်သူတို့ကိစ္စတွေကိုပါလိုက်ပြီးတော့ပေါ့နော်ပြန်ပြီးတော့လုတ်ပေးနေရတတ်တယ်နောက်တစ်ခါကိုမှအာငွေကြေးရှိမှန်းသိတဲ့အတွက်ကြောင့်မလို့ပေါ့နော်လိန်ချင်တဲ့သူတွေလဲချင်တဲ့သူတွေလာရောက်ချင်းငှားချင်တဲ့သူတွေရောက်လာတတ်တယ်ညားနေတတ်တယ် အဲ့ဒါကြောင့်မလို့စိတ်လေးတော်တော်ပင်မရမယ်နေ့တနေ့ဖြစ်တတ်တယ်ဆိုတာမျိုး တွေ့ရပါတယ်အဲ့တော့လုံငန်းစီးပွားပိုင်းဆိုင်ရာမှာကတော့ငွေကြေးနဲ့ပတ်သက်ပြီးအဲ့လိုစိတ်ထင်သလောက်မဖြစ်လို့စိတ်ရှုပ်ရပင်မဲ့လို့လေအာလူမှုပတ်ဝန်းကျင်နဲ့ပဲမှာတော့ကိုသည်စီးပွားနဲ့ပတ်သက်ပြီးတော့အလွန်ကျွမ်းကျင်သော စီးပွားပညာရှင်တဦးအဖြစ် အထင်ကြီးခံရမယ်နော်အာဒီစီးပွားရေးလုပ်ငန်းမှာလည်းပေါ့နော်ကိုယ်မှာရှားပွေစုဆောင်းထားတဲ့ကိုယ်အုံနောက်ထဲကအသိပညာဉာဏ်ပညာတွေကိုဝေမျှနိုင်တဲ့အတွက်ကြောင့်အကုန်လုံးပေါ့နော်လူတွေက အထင်ကြီးလေးစားတာမျိုးတော့ခံရမယ်ဒီနေ့တနေ့ဖြစ်ပါတယ်ဒါဆိုရင်ဒါမနှက်ဖြန်အတွက်ငွေကြေးကံဖြစ်ပါတယ်စီပါလလပါများဒီရေလာဖွံ့ဖြိုးကြပါစီ